ဆေယွန်လန်တောင်သူများမင်္ဂလာပါအခုမိုးစဘာရာသီဖြစ်လာပြီဆိုတော့မိုးစဘာဆိုက်ပြူရတာတွေရောအဆင်ပြေကြပါရဲ့လားဗျကျွန်တော်ဒီနေ့မှာတော့တောင်သူများနေ့စဉ်ကြုံတွေ့နေကြဖြစ်တဲ့ဒီရွှေခရုဘလူကားကွယ်နှိမ်လင်းလို့ရမလဲဆိုတဲ့နီလန်လေးတွေကိုကျွန်တော်ပြောပြပေးချင်ပါတယ်ဒီရွှေခရုကိုကျွန်တော်ကကားကွယ်နှိမ်နင်းမှုဆိုတာကတကယ်တကယ်တော့မလွယ်ပါဘူးဆိုတော့သူ့ကိုကျွန်တော်က တမျိုးတည်းနဲ့ကျွန်တော်တို့စဉ်းစားပြီးတော့လုပ်လို့မရဘူးဒီပထမဦးဆုံးနေနဲ့ဆိုလို့ရှိရင်ဒီဘဲတွေကိုအတုံးချတာပေါ့နော်ဆိုတော့ဘဲတွေကသူ့ရဲ့ပင်ကိုတဘာဝအရာကိုကအစားကျူးတဲ့ထဲမှာပါတယ် ဆိုတော့အစားအသောက်ကိုလည်းအစုံစားတယ်အတီးရွက်တွေလည်းစားလို့ရှိတယ်ဆိုတော့ဒီဘဲတွေကဒီရွှေခရုဒီရွှေခရုပဲဖြစ်ဖြစ်ခရုပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့ခရုတွေထဲမှာရှိတဲ့ဒီအသားတွေဒါမှမဟုတ်လည်းအရန်သေးရဲ့ဆိုလို့ရှိရင်တော့အကောင်လိုက်ပါစားပြစ်နိုင်စွမ်းရှိပါတယ်ဆိုတော့အဲ့မှာလည်းကျွန်တော်ဒီဘဲတွေမှာဆိုလို့ရှိရင်ပေါ့နော်ဟိုကျွန်တော်စဉ်းစားရမှာဒီဘဲငန်းလိုဟာမျိုးတွေတို့ဒါမှမဟုတ်ချင်းလည်းကျွန်တော်ဒီဆက်မျိုးဘဲတွေပေါ့နော်ဆိုတော့အဲ့ဒီအဲ့လိုမျိုးဆက်မျိုးကြီးထွားမြန်တဲ့မျိုး ရှိတဲ့ကြီးထွားမြန်လေရှိတဲ့ဘဲမျိုးစားတွေကတော့ဒီရွှေခရူးကိုပို့ပြီးရောစားတောင်းနိုင်စွာရှိကြပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဘဲကိုလွှတ်ကြောင်းနေတာပါအာနောက်တနည်းကတော့ဒီတဘာဝ တာရဲ့တလိမ့်ဆန်တွေကိုအသုံးပြုခြင်းပါဆိုတော့ကျွန်တော်ကတာရဲ့တလိမ့်ဆန်လို့ပြောလိုက်ပြီးဆိုတာနဲ့ကျွန်တော်အရင်ဆုံးစပြီးတော့ပြည့်မြင့်မှာကတော့ဒီတဘာဝထဲမှာသူ့လူလူပြန်တန်းနေတဲ့ငှက်တွေပေါ့နော်အဲ့ထဲမှာမှဒီခယူးအတွက်ဆိုလို့ရှိရင်အဲနာမည်ကြီးတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေဘတ်ကြီးငှက်တစ်ကောင်ရှိပါတယ်အဲ့ဒါကတော့ခယူးဆုပ်ငှက်ပါ ဆိုတော့ Q ဆုံးကဟာဆိုလို့ရှိရင်ပေါ့နော်သူရဲ့ဒီအာနှုတ်တီးရလဲရှေ့လျားပါတယ်ဆိုတော့ဘာဖြစ်လို့ရှေ့ရလဲဆိုတော့သူကိုယ်တိုင်ကဒီ Q အထဲထဲမှာရှိရဲ့အသားတွေကိုစုပ်ယူစားတောင်းနိုင်ဖို့ရတဲ့ကိုတဘာဝဖန်တီးပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီ Q ဆုံးကတည်းကတော့ကျွန်တော်ကအထွေထူးဟိုလုံးပြီးစရာမလိုဘူးပေါ့နော်ဆိုတော့သူတို့ကသူတို့ဟာနဲ့သူတို့တဘာဝအတိုင်းပဲပြန်တန်းနေရှာဖွေစားတောင်းနေကြတယ်ဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဘာတွေပဲလုပ်ပေးဖို့လိုတာလဲဆိုတော့ဒီဒီငှက်တွေလာတဲ့ချိန်မှာကျွန်တော်မချောင်းလန်းပြစ်ဖို့မတက်ဖြက်ပြစ်ဖို့ပေါ့နော်ဒါမျိုးတွေကျွန်တော်လုပ်ပေးဖို့လို ိုပါတယ်နောက်တစ်ခုကငှက်တွေခိုနာလို့ရအောင်တို့ဆိုလို့ရှိရင်ဒါကြောင့်ဒီစပားစိုက်ခင်းနေဒီမှာဆိုရင်ဒီတိုင်ငုံလေးတွေစိုက်ထားပေးရတော့ဒါမှမဟုတ်လည်းပက်ချလိုက်မှဒီအပင်ကြီးကြီးမားမားကြီးတွေကိုကျွန်တော်မခုတ်ခွဲနဲ့ထားပေးရတော့ဒါမျိုးလေးတွေလုံးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါကဒီခီဆိုငှက်တွေကသူ့ရာသီမှာအာလိုလိုနေနေရောက်လာမှာဖြစ်ပါတယ်ကြောနောက်ထပ်တကယ်ကိုထိရောက်တဲ့နီလန်တခုကပါလဲဆိုတော့ကြောဒီစပါခင်းထဲမှာရှိတဲ့ဒါမှမဟုတ်ကြောမွေးမြူထားတဲ့ငါးတွေပေါ့နော်ငကြင်းနဲ့ငခုနဲ့ကဒီရွှေခယူးကို 今年量产系列车马宝马嘞。爸爸 ငကြင်းနဲ့ငခုနဲ့တော့နည်းနည်းတော့ကွဲတယ်ဆိုတော့ဒီငကြင်းရကြတော့အာဒီ Q အထူးဖြစ် Q အသေးတွေပေါ့နော်ဆိုတော့အကောင်ငယ်လေးတွေကိုဆိုလို့ရှိရင် तू ကငကြင်းကပါဇက်သေးကိုမြို့ထဲလိုက်တယ်မြို့ထဲလိုက်ပြီးတဲ့အချိန်မှာသူရဲ့အဲဒီလက်ချောင်းမှာရှိရဲ့သွားလေးတွေနဲ့ဒီ Q ရဲ့အခွန်တွေကိုကြိတ်ချေလိုက်ပြီးတော့မှအထဲရအသားကိုစားသုံးတာဖြစ်ပါတယ်အဲဆိုတော့ဒီငခုကြတော့အဲငခုကြတော့အထူးဖြစ်ပေါ့နော်ကျွန်တော်ဒီအာဖရိကငခုလူဟာမျိုးတွေဆိုတော့သူတို့ကတော့တကယ်ကိုအစာကျူးတဲ့ထဲမှာပါပါတယ်ဆိုတော့ဒီငခုမှာတော့ ခုနငကြင်းလိုမျိုးဒီကြိတ်ချနိုင်တဲ့သွားတွေတော့မပါဘူး။ဒါပေမဲ့သူကအစာကျူးတဲ့အတွက်ကြောင့်မလို့ဘောနော်ဒီခယူးအကောင်ငယ်တွေဆိုလို့ရှိရင်လောကဒီဓာတ်ရိုက်မျိုးချပစ်လိုက်တဲ့အထက်မှာဓာတ်ရိုက်မျိုးပြီးတော့စားသုံးပစ်လိုက်တယ်ဘောနော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါကျွန်တော်တောင်သူတွေ ဟိုနေနဲ့ရင်းနှီးမယ်ထင်တယ်ကျွန်တော်ဒီစပါးငါပူတွဲမွေးမြူတဲ့နီးစနစ်မှာဆိုလို့ရှိရင်ဒီလိုငကြင်းငကခုတွေကိုထည့်သွင်းပြီးတော့မှမွေးမြူတာကဟိုကျွန်တော်ဒီခိခယူကိုလည်းကောက်ွယ်ပြီးသားရောက်တယ်ပြီးတော့ကျွန်တော်ဒီငကြင်းတို့ငကခုတို့မွေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒါစပါးကင်းကလည်းတဘာဝနီးနဲ့ကျွန်တော်ကမွေးမြူရမှလည်းရရပေါ့နော်ဒီပိုသက်စီတွေတုံးဆွဲလို့မရတော့တဲ့အတွက်ကြောင့်မလို့ဒါကကျွန်တော်ဒီဒီကျမ်းမာရေးနဲ့လည်းညီညွတ်တယ်ပြီးတော့ဒါတဘာဝစားတော့ကုန်ကိုအားပေးရလည်းရောက်ပါတယ်နောက်ထပ်တနည်းကတော့ကျွန်တော်ဒီခယူကိုကျွန်တော်က အကောင်နေကိုလိုက်ပြီးတော့ဖမ်းတာမျိုးမဟုတ်ဘဲနဲ့ဒီအကောင်အပေါက်လေးတွေမရှိတော့အောင်ရောကြသွားအောင်ကျွန်တော်လုပ်တဲ့နီလန်းပါဒါကတော့ဘာလဲဆိုတော့ဒီခယူးတွေဥလိုက်တယ်ကျွန်တော်ဒီခယူးတွေမှာဒီဥအမြုံနေအမြုံနေမှာဆိုရှင်ကျွန်တော်ဒီဥဘောင်းကယာနဲ့ချီပြီးတော့ဟိုဥတွေရှိရယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီအကောင်နေပေါက်လာပြီးတော့မှအကောင်နေကြီးသွားတော့မှလိုက်ပြီးတော့နှိမ်နှင်းနေမဲ့အစားဒီခယူး အငယ်လေးတွေကဥအစ်စ်မှာကလေးကကျွန်တော်တို့ကဖြက်စီးလိုက်နိုင်မယ်ဆိုလို့ရှိရင်ဒါကခုနအကောင်ကြီးအများကြီးကိုလိုက်ဖြက်စီးမယ်ဆိုတော့ကျွန်တော်ဥတမျိုးကိုဖြက်စီးလိုက်တာကပို့ပြီးတော့ထိရောက်တဲ့နီလန်တစ်ခုလည်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီ Q တွေရဲ့သဘောတဘာဝဘလို့ရှိလဲပေါ့နော် Q တွေကသူကဥရောမယ်ဆိုလို့ရှိရင်သူတို့ကရေထဲမှာမဥပါဘူးဆိုတော့ရေနဲ့အနီးဆက်ဆုံးဒီ6လမ9လမလောက်အမြင့်မှာရှိတဲ့နေရာတစ်ခုမှာသူတို့ကတက်ပြီးတော့ဥပါတယ် ဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီ site ခင်းနေနားမှာဒီရွှေခူးတွေကလာပြီးတော့ဥရောမယ်ဆိုတဲ့အချိန်မှာကျွန်တော်ကဘာလုံးလို့ရလဲဆိုတော့ဒီဒီ watch chain တွေပေါ့နော်တိုင်တွေလိုက်ပြီးတော့ site ထားလိုက်မယ် site ထားလိုက်မယ်ဆိုလို့ရှိရင်ဒါကခူးကအဲ့တိုင်တွေပေါ်မှာတက်ပြီးတော့ဥတယ်ဥလာတဲ့ဒီရွှေခူးဥတွေဥမှာကျွန်တော်အဲ့တိုင်တွေကိုပြန်ပြီးတော့နှုတ်ယူပြီးတော့မှဖြည့်ဆည်းလိုက်မယ်ဆိုလို့ရှိရင်ဒါဆိုရင်ခူး အကောင်ငယ်တွေအများကြီးပေါက်ဖွာလာတာနေပြီးတော့ကျွန်တော်ကောက်ွယ်ပြီးသားဖြစ်သွားမယ်ဆိုတော့တကယ်လဲထိရောက်ပြီးတော့အတုံးဝင်တဲ့နီလန်လေးဖြစ်ပါတယ်ဆိုတော့ဒီနီလေးကိုလည်းတုံးဆွဲကြည့်ကြဖို့အတွက်အကြံပြုလိုပါတယ် အာနောက်ထပ်တနည်းကတော့ဒါကျွန်တော်ကဒီကောက်ယူဖြည့်ဆည်းတဲ့နီးလန်းပါဆိုတော့ဒီလိုကောက်ယူဖြည့်ဆည်းတဲ့ခါမှာဆိုလို့ရှိရင်တော့ဒါတော့ဟိုကျွန်တော်တို့ဒီ site ခင်းနေွားတွေထဲမှာကျွန်တော်ကဒီအကောင့်တွေကိုလိုက်ရှာပြီးတော့ကောက်ယူရမယ့်ဟာမျိုးတွေပေါ့နော် site ခင်းဒါမှမဟုတ်ရှင်လေ site ခင်းနားမှာရှိတဲ့ရေမြောင်းနေအာရေမြောင်းနေချောင်းနေနားမှာရှိတဲ့ဟိုဟိုခယူကောင်တွေကိုလိုက်ပြီးတော့ကောက်ရမယ့်နီးလန်းပါဆိုတော့ခု အခယူအကောင်လိုက်ပဲဖြစ်ဖြစ်ဥတွေ့တာပဲဖြစ်ဖြစ်ကျွန်တော်ကောက်ယူပြီးတော့ပျက်စီးပြဖို့လိုပါတယ်ဆိုတော့ဒီနီလန်းကတော့ဟိုပြောရင်တော့တကယ်ဟိုပဲဟိုကိုယ့်ရဲ့ data မှာလူကြီးရဲဆိုလို့ရှိရင်တော့တကယ်ထိရောက်တဲ့နီလန်းမှာဆိုတော့ဒီလိုမျိုးဟိုဥအကောင်ကြီးတွေဥတွေလိုက်ကောက်လိုက်ခြင်းအပြင်လည်းကိုယ့် data မှာတကယ်ကိုပဲခယူရတဲ့ကတိတိတတ်တာကိုရောကြသွားမှာဖြစ်ပါတယ် ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီကောက်ယူလာလို့ရလာတဲ့ခီယူတွေကိုကျွန်တော်ဘယ်နေရာမှာပြန်သုံးလို့ရလဲပေါ့နော်ကျွန်တော်အဲ့အားတော့လွယ်ပါတယ်ကျွန်တော်ဒီအစင်းရောက်လမ်းမှာဆိုလို့ရှိရင်ဒီငားအမိုင်တို့ acid လောက်တဲ့နီလန်လေးကျွန်တော်ပေးထားတယ်ပေါ့နော်ဆိုတော့အဲ့နီလန်ကိုတုံးချပြီးတော့မှကျွန်တော်ကငားနေရာမှာခီယူကိုထည့်ပြီးတော့မှခီယူအမိုင်တို့ acid လောက်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ကခီယူတွေကိုလည်းကောက်ပြီးသားလည်းဖြစ်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်တောင်သူတွေအတွက်လည်းဒီတဘာဝအာဆီပြန်ပြီးတော့ရမယ်ပေါ့နော်ဆိုတော့ဒီနီလေးကလည်းတကယ်ကိုအသုံးဝင်တဲ့နီလန်လေးပါ ဟုတ်နောက်ထပ်တနည်းကတော့ကျွန်တော်တို့ရဲ့ဒီဟွာပေါ့နော်ကျွန်တော်တံပိုးထားတဲ့ဒီစဘာခင်းနေတဲ့ကိုခီးဥတွေဝင်ရောက်မလာအောင်လို့တားဆီးတဲ့နီလန်တစ်ခုပါဆိုတော့အဲ့ဒီနီလန်ကတော့ဗာလဲဆိုတော့ကျွန်တော်ဒီစဘာခင်းတဲ့ကိုကျွန်တော်ရေသွန်းတဲ့ဂရုပောက်တွေရှိရပါတော့ဆိုတော့အဲ့ဒီဂရုပောက်တွေမှာဆိုလို့ချင်းကျွန်တော်ဒီခီးဥတွေဝင်လို့မရအောင်လို့ကျွန်တော်ဒီပိုက်အစိတ်လေးတွေပေါ့နော်ဆိုတော့ဒီပိုက်အစိတ်လေးတွေနဲ့ဒီဝင်ပောက်တွေမှာကျွန်တော်က တားထားလိုက်မယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Q တွေ Q အကောင့်ကြီးတော့လကောင်းအကောင့်ငယ်သေးလေးအကောင့်ငယ်လေးတွေတော့လကောင်းပေါ့နော်ဆိုတော့ကျွန်တော်ဒီ site ခင်းနေနေပြီးတော့ဟိုကာထားပြီးသားဖြစ်မယ်ပေါ့နော်ဆိုတော့ဒီနီလန်းလေးကတော့လွယ်ကူရိုးရှင်းတယ်လို့ထင်ရပြီမယ်တကယ်ကိုလည်းထိရောက်ပါတယ်ဆိုတော့ဒီကိုရဲ့ဒီစပား site ခင်းနေကိုတွန်းမဲ့အပေါက်လေးမှာပဲဒီပိုက်လေးကိုချထားလိုက်ရုံပါပဲဟုတ်ကျွန်တော်နောက်ထပ်တနည်းပေါ့နော်ဆိုတော့ နောက်ထပ်တနည်းရတော့ဒါ Q တွေရဲ့သဘောတဘာဝပါသူတို့ကဒီ Q တွေကဒီရေတိမ်နေဒါမှမဟုတ်လေရေအရန်နေနေလို့ရှိရင်သူတို့ကတိတ်ပြီးတော့မနေကြဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကသူကရေပိုရေများတဲ့နေရာတွေကိုပို့ပြီးတော့သဘောကြတယ်အဲ့တော့ခုနဒီနီးလေးရတော့ခုနကကြောဒီငါးစပါးမွေးမဲ့နီလန်နေနဲ့လဲပို့ပြီးတော့လီးဆက်တယ်ပေါ့နော်ဆိုတော့ကျွန်တော် ဒီကိုယ့်ရဲ့စပားဆိုင်ခင်းရဲ့ပတ်ချလေးမှာကျော်ဒီရေမြောင်းလေးတွေတူးလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတပီးအကျဲလောက်ရှိမယ်အဲ6လက်မနေ7လက်မအနက်လောက်ရှိတဲ့ကျွန်တော်ဒီဘေးမှာရေမြောင်းလေးတွေကျွန်တော်ကဖောက်လိုက်မယ် ဖောက်လိုက်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါတော့ကျွန်တော်ဒီရေကိုထိမ့်သိမ်းလို့ရတဲ့နေရာတွေအတွက်ဆိုရင်အများကြီးသုံးဝင်ပါတယ်ဆိုတော့အဲ့လိုမျိုးရေမြောင်းလေးတွေတူးထားလိုက်ပြီးတော့မှကိုယ့်ရဲ့ဒီစပားဆိုင်ခင်းကိုကျွန်တော်ကရေကိုအတတ်နိုင်ဆုံးရှော့ချလိုက်မယ်ရှော့ချလိုက်မယ်ဆိုလို့ရှိရင်ဒါဆိုရင်ခရူးတွေကအဲ့ဒီရေမြားတဲ့နေရာကိုသူကหนีလေးရှိတယ်အဲ့တော့သူတို့တွေကဒီကိုယ်မြောင်းဖောက်ထားတဲ့နေရာလေးကိုခရူးတွေကအဲ့မှာပြောင်းပြီးတော့หนีကြတယ်ဆိုတော့အဲ့လိုမျိုးหนีလာကြပြီဆိုတဲ့အချိန်ကျတော့မှအဲ့ဒီမြောင်းထဲမှာရှိတဲ့ခရူးတွေကြာကျွန်တော်ကအဲ့လိုတူကောက်ယူပြီးတော့မှ Q amino acid လုံးလိုက်လို့ရသွားပြီပေါ့နော်ဆိုတော့ဒါဒီနီလန်းလေးကလည်းတကယ်ကောင်းပါတယ်ဆိုတော့အဲ့လိုမျိုးမြောင်းလေးတွေဖောက်ထားမယ်ဆိုရင်ကိုကဒီငါးစပါးမွေးမယ်ဆိုလို့ရှင်လေကိုရဲ့ site ခင်းကရည်နေသွားတဲ့ချိန်မှာအဲ့ငါးတွေကလည်းဒီမြောင်းလေးကိုရွှေ့ပြောင်းပြီးတော့နေကြတယ်ပေါ့နော်ဆိုတော့ငါးတွေတို့လည်းစင်ပြေတယ်ခုနကခုလိုမျိုးပါလာမယ်ဆိုလို့ရှင်လေဒီကောင်တွေက Q တွေကိုနေနေစားတော့တဲ့အတွက်ကြောင့်လည်းဒါသူတို့ကိုလည်းအစာကျွေးပြီးသားဖြစ်သွားမယ်ပေါ့နော်ဆိုတော့ကိုလည်းအဲ့လိုတကူကောက်ယူလို့ရပါတယ် ဟုတ်နောက်ထပ်တစ်ခုကတော့အာအဲ့ဟာနဲ့ဆက်ဆက်ပြီးတော့ဗောနော်ကြော်ဒီ Q တွေကိုကောက်တဲ့ချိန်မှာသူတို့တွေကိုတနေရာထဲမှာစူးစူးစီးဖြစ်တော့လို့ခုနရေမြောင်းလေးဖောက်ထားမယ်ကြော်အဲ့ရေမြောင်းထဲမှာမှာကြော်ဒီတင်ပိန်ရွက်တို့တင်မောရွက်တို့ဒါမျိုးလေးတွေချထားလိုက်မယ်ဆိုခယူးတွေကအဲ့ကောင်တွေကိုစားရတာကြိုက်တယ်ဗောနော်ကြော်အဲ့လိုအရွက်လေးတွေချထားလိုက်မယ်ဆိုလို့ရှိရင်ဒီကိုစပားဆိုင်ခင်းထဲမှာရှိရဲ့ခယူးတွေကဒီအရွက်တွေရှိရဲ့နေရာကိုသူတို့ကရောက်လာမယ်ရောက်လာပြီဆိုတော့မှဒီခယူးတွေကိုအလွယ်တကူပဲဖမ်းလိုက်လို့ရည်ပြီဗောနော် ဟုတ်နောက်တနည်းကတော့ဒါခုနကကျွန်တော်ပြောခဲ့တယ်လို့ QD ရဲ့သဘောတဘာဝအရာ QD ကဒီရေနေတာကိုဟိုမကြိုက်ဘူးပေါ့နော်အဲ့အတွက်ကြောင့်လို့ဒါကျွန်တော်ကဒီစဘာလေးကိုစိုက်ပြီးတဲ့အချိန်မှာဒီပထမဒီရက်30လောက်မှာဆိုလို့ရှိရင်တော့ဒါကိုကျွန်တော်ရေကိုရှော့လိုက်မယ်ဆိုလို့ရှိရင်အဲဒါ Q တွေကသူတို့မကြိုက်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်လို့ဒါအခြားနေရာကိုသူတို့ကရွှေ့ပြောင်းပြီးရောနေထိုင်သွားကြမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီလိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီရေကိုဟိုလိုတလိုထိမ့်သိမ်းလို့ရတဲ့နေရာမှာရှိရတဲ့တောင်သူတွေအတွက်တော့အဆင်ပြေနိုင်ပါတယ် အာနောက်ထပ်တနည်းကတော့ဒါကျွန်တော်တို့ဒီအခုချိန်မှာတော့ ကျွန်တော်တောင်သူတွေကဟိုဟွာပေါ့နော်ဟိုဟိုဓာတ်ရိုက်စိုက်ကြတာများလာပြီဖြစ်တဲ့အကြောင်းမလို့တော့ဟိုတောင်သူအများစုအတွက်တော့အသုံးဝင်ချင်မှာသုံးဝင်မယ်ဒါပေမဲ့ရွှေပြောင်းစိုက်ကြတဲ့တောင်သူတွေအတွက်ဆိုရင်တော့အဆင်ပြေနိုင်ပါတယ်ဆိုတော့ဒီခရူးတွေကအထူးဖြင့်ဒီစပားပင်အငယ်တွေမှာအပင်ပေါက်တွေမှာပို့ပြီးရောဖြစ်စည်းလေးရှိပါတယ်ဆိုတော့အဲ့တဲ့အကြောင်းမလို့ဒါကျွန်တော်ကဒီကိုယ့်ရဲ့ပြိုကင်းဆိုလို့ချင်တော့ဒါတသက်သေးချာဝယ်စနစ်တကျကျွန်တော်ကာကွယ်ထားလို့ရတယ်အဲကိုယ့်ရဲ့ဒီစိုက်ခင်းတဲ့ကိုရွှေစိုက်မယ်ဆိုတဲ့အချိန်မှာဒါစပားပင်တက်တန်းနေနေရင်းတဲ့အပင်တွေကိုရွှေစိုက်လိုက်မယ်ဆိုလို့ချင် င်တော့ဒါခရူးဖြစ်စီမှုဒဏ်ကနေပြီးတော့နေသွားမှာဖြစ်ပါတယ်။အာဆိုတော့ကျွန်တော်ဒီနောက်တနည်းနည်းနဲ့ကြည့်မယ်ဆိုလို့ရှင်တော့ဒါကျွန်တော်ဒီအပင်တွေကိုအခြေခံတဲ့တဘာဝကိုအခြေခံတဲ့ကျွန်တော် QC တွေလောက်လို့ရပါတယ်။ဆိုတော့အဲ့ဒီမှာကျွန်တော်လည်းအရန်စိတ်ဝင်စားသွားတယ်ပေါ့နော်။ဆိုတော့ဘလို့အပင်တွေကဒီ Q တွေအတွက်အဲဒါပိုတက်တဲ့အာနိသင်တွေရှိနေတာလေပေါ့နော်ဆိုတော့အဲ့လိုအကိုလေးလာလိုက်တဲ့ချိန်မှာတော့ကျွန်တော်ဟို ၃ခုတွေ့ရတယ်ပေါ့နော်အပထမတစ်ခုကတော့အော်ကျွန်တော်တို့ဒီတောင်သူတွေရှားမှလည်းနာမည်ကြီးတယ်ကြိုက်လဲကြိုက်ကြတယ်ဆိုတော့ဒီကျွန်တော်တမာပါဆိုတော့တမာကအရွယ်ရောအစီရောကျောင်းဒီဟာကိုတုံးလို့ရတယ်ဆိုတော့အဲ့လိုမျိုးဒီအရွယ်ရောအစီရောကိုကျွန်တော်ကကြိတ်လိုက်ပြီးတော့မှထွက်လာတဲ့အရည်တွေကိုကျောင်းဒီစပားဆိုင်ခင်းထဲမှာပြန်ပြီးတော့ပတ်ဖြန်းလိုက်မယ်ဆိုလို့ရှင်လေဒါခရူတွေကိုကောက်ွယ်ပြီးသားဖြစ်သွားမယ်ခရူတွေကိုတက်ပြီးသားဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုကတော့ကျောင်းဒီဘီဇက်ရွက်တို့အဲနောက်မယိုးပင်ပေါ့နော်ဆိုတော့ဒီ အပင်တွေကနေထွက်လာတဲ့အရေတွေမှာဆိုလို့ရှိရင်လေဒီခရူးတွေကိုကာကွယ်နိုင်တဲ့အဲခရူးတွေကိုနှိမ်နင်းနိုင်တဲ့အာနိသင်တွေရှိပါတယ်ဘီဆက်ရက်နဲ့ဘီဆက်ရက်နဲ့ဒီမယိုးပင်ဆိုရင်တောင်မှမတူဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီဘီဆက်ရက်မှာဆိုရင်သူ့မှာပါတဲ့ဟိုအာနိသင်ထက်ကဒီခရူးတွေရဲ့ဒီအသက်ရှူလမ်းကြောင်းစနစ်ကိုအဓိက ဖြည့်ဆည်းနိုင်စွမ်းရှိတယ်ပေါ့နော်ဆိုတော့ဒီအသက်ရှူလမ်းကြောင်းကိုဖြည့်ဆည်းလိုက်တဲ့အချိန်မှာဒီခရူးတွေက ဟိုအသက်ရှူရတာခက်လာတယ်အောက်ဆီဂျင်ရတာနည်းလာပြီးတော့မှအသက်ရှူကျက်ပြီးတော့တည်သွားကြတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဒီခယူကိုကာကွယ်နိုင်တဲ့ကာကွယ်တဲ့နီလန်ကဟို သူ့ရဲ့ဒီ queue ကိုနှိမ့်နေတဲ့နီလန်ကတော့ဒါကဒီအသက်ရှူလမ်းကြောင်းစနစ်ကိုဖျက်ဆီးပြီးတော့မှဟို queue တွေကိုတေချေစေတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုကတော့အာသူ့မှာဆိုလို့ရှိရင်ဒီအာယုံကျော်စနစ်ကိုဟိုတိုက်ဖြတ်နိုင်စမ်းရှိတယ်။နောက်ဒီအစားစားခြင်းနဲ့စိတ်ကို short ချနိုင်စမ်းရှိတဲ့အတွက်ကြောင့်မလို့ဟိုဒီဟိုဟာ visa ရဲ့ ကိုဆိုလို့ချင်းကျွန်တော်ကြိတ်ပြီးတော့တုံးလို့ရတယ်ဆိုတော့ဒီဗီဇာမှာဆိုလို့ချင်းအဲနှစ်မျိုးရှိရယ်ပေါ့နော်ဆိုတော့ဒီခြုံပုတ်ပင်လိုမျိုးအပင်မျိုးစားနဲ့ကျွန်တော်နွယ်ပင်လိုမျိုးအပင်မျိုးစားနှစ်မျိုးရှိရယ်ဆိုတော့နှစ်မျိုးစလုံးမှာတော့ဒီပိုတက်နိုင်တဲ့အာနိသင်တွေပါပြီးသားဖြစ်ပါတယ်အာနောက်ထပ်တစ်ခုကတော့ကျွန်တော်ဒီမယိုးပင်အာမယိုးပင်မှာဆိုလို့ချင်းတော့အာသူ့ရဲ့ဒီအာနိသင်ကဒီခယူထဲမှာခယူရဲ့ဒီနှလုံးခုန်လုံးကိုထိန်းချုပ်နိုင်တဲ့အာနိသင်ရှိရယ်ဆိုတော့ဒီ သူ့ရဲ့အာနိသင်တွေကဒီခယူးရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်သွားပြီဆိုလို့ရှိရင်ဒီခယူးရဲ့ဒီနှလုံးကြက်သားတွေအာယုံကျော်စနစ်တွေကိုထိခိုက်စေပြီးတော့မှဟိုရက်တန့်သွားစေပြီးတော့မှဒီခယူးကနောက်ဆုံးမှာတည်သွားတာဖြစ်ပဲပေါ့နော်ဆိုတော့ဒီလိုနီးအဖြစ်ဒါကျွန်တော်ကဒီခယူးကိုခယူးကိုကာကွယ်နေနေလို့ရပါတယ် အဲဆိုတော့ဒီနောက်ဆုံးနေနဲ့တော့ကျွန်တော်ဒီဓာတုပိုးသက်ဆေးပေါ့နော်ဆိုတော့ဒီဈေးကွက်ထဲမှာဆိုလို့ရှိရင်ဒီ Q သက်ဆေးတွေကအများကြီးရှိတယ်ဆိုတော့ဒီဟာအတွက်ကိုဆိုလို့ရှိရင်တော့ဒါသက်ဆိုင်ရာဒီကုမ္ပဏီသက်ဆိုင်ရာအမှတ်တရစိတ်ကိုကျွန်တော်အသေးချလေ့လာပြီးတော့မှဝယ်ယူလိုပါတယ်ဝယ်ယူစေချင်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လေကျွန်တော်တောင်သူတွေကပြောကြရည်ဒီ Q သက်ဆေးတွေတုံးတယ်မထီရောက်ဘူးမကာကွယ်နိုင်ဘူးလို့ပြောကြရည်ပေါ့နော်ဒါကတော့ဒီကုမ္ပဏီတွေမှာရှိတဲ့ဆေးတွေနဲ့လဲဆိုင်တယ်လို့ပဲကျွန်တော်တို့ဒီတောင်သူတွေအသုံးပြုတဲ့ ပုံစံဒီပေါ်မှာလည်းကျွန်တော်ကပြန်ပြီးတော့သုံးသပ်စေချင်ပါတယ်ဆိုတော့ဒီလိုမျိုးဆေးတွေကိုသုံးကြတဲ့အချိန်မှာမှဆိုကျွန်တော်ဟိုတွေးကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော် Q test ဆေးတော့သုံးလိုက်တယ်ဒါပေမဲ့ကျွန်တော်ကဟိုမှာ Q test ဆေးသုံးမယ်ဆိုတော့မှဒါကျွန်တော်သတ်မှတ်ထားတဲ့ဒီနှုံသားနဲ့ရေတွေကိုကျွန်တော်ကဟိုဟိုရောဆက်ပြီးတော့မှဖြန်းဖို့လိုတယ်ပေါ့နော်အဲ့တော့ ဟိုကျောပုံထဲမှာရှိတဲ့ပမာဏဟိုတောင်မှကျွန်တော်ကစနစ်တကျနဲ့ရောစပ်ဖို့လိုအပ်နေသေးရပါဘောနော်ဆိုတော့ site ခင်းထဲမှာရှိတဲ့ရေပမာဏရောအရေးမပါဘူးလားဘောနော်ဆိုတော့ site ခင်းထဲမှာရေတွေအရန်များနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်ဖြန်းလိုက်တဲ့ဆေးတွေကအဲ့ရေပမာဏအများကြီးနဲ့တွေ့သလိုရှိရင်အာဟာရဓာတ်ကပြည့်ပြည့်သွားမှာဖြစ်ပါတယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ Q သဆေးသုံးမယ်ဆိုလို့ရှိရင်တော့တက်နိုင်နေကျွန်တော်ဒီ site ခင်းထဲမှာရေတွေကိုထုတ်ထားပြီးတော့မှရေအနည်းဆုံးဖြစ်နေတဲ့အချိန်ကာလမှာမှဒါကျွန်တော်ဒီ Q သဆေးကိုဟိုဖြန်းတဲ့ ဟိုဖြန်းတာကပို့ပြီးတော့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်ဒီခယူးတွေကိုဟိုကိုကခယူးတဲ့စီနဲ့ဟိုနှိမ်နှင်းလိုက်လို့ဖြန်းလိုက်လို့ကိုရဲ့စိုက်ခင်းထဲမှာရှိနေတဲ့ခယူးတွေကတည်သွားတဲ့ဆိုရင်တောင်မှကျွန်တော်ကနောက်ထပ်ဘာကိုထပ်ပြီးတော့စဉ်းစားအောင်မလဲဆိုတော့ခေကျွန်တော်ရေထုတ်ပြီးတော့စပါးဆိုင်ခင်းနဲ့နေပြီးတော့ Q တွေကိုတက်လိုက်ပြီးဖြန့်လိုက်ပြီးဆိုတော့ဒါပေမဲ့ကျွန်တော်ကဒီစပါးဆိုင်ခင်းတွေကိုရေပြန်ထည့်လိုက်တဲ့ချိန်မှာခုနကဒီအဝင်ပေါက်မှာ ပိုက်နဲ့မကာထားဘူးဆိုလို့ရှိရင်ဒီတွန်းလိုက်တဲ့ခြေနဲ့တူကျွန်တော်ခူးတွေကပြန်ရောက်လာမယ်ပြီးလို့ရှိရင်သူတို့ကပြန်ဥ့မယ်အကောင်ပေါက်ခွားနှောင်းကလည်းမြန်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိုက်ခင်းတွေကိုခူးတွေကတခါပြန်ပြီးတော့ရောက်လာဥ့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီပိုသက်စေခူးသက်စေတွေဖြန်းပြီးရင်တောင်မှကျွန်တော်တို့ဒီကိုယ့်ရဲ့စိုက်ခင်းတွေကိုဒီခူးအစ်စ်တွေထပ်ပြီးတော့ဝင်မလာအောင်လို့ကာကွယ်တားဆီးနိုင်ဖို့အတွက်ကိုလိုအပ်နေပါသေးတယ်ဆိုတော့ကျွန်တော်ဒီခူးကာကွယ်နေနေတဲ့ဟာမှာတော့နီလန်းကဟိုကျွန်တော်ထင်တဲ့လောက်မယိုရှင်းဘူးဆိုတော့နီလန်းပေါင်းစုံနဲ့ကျွန်တော်သုံးဆွဲ ဲတုံးဆဲကြဖို့အတွက်လည်းလိုအပ်ပါတယ်ကျွန်တော်အရင်တုန်းကတွေးလေးမရှိရပဲနဲ့အခုနောက်ပိုင်းနှစ်တွေမှာကျမှဒီတွေးရများလာတယ်ပေါ့နော်အဲ့တော့အဲ့ရွှေခ ्यू ကဘယ်အနေဘလို့ပေါ်ပေါက်လာရလဲဆိုတဲ့တမိုင်းလေးကိုကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်မယ်ပေါ့နော်ရွှေခ ्यू ကကျွန်တော်ဒီမြန်မာနိုင်ငံရဲ့ဒေတာမျိုးစိတ်မပြောနဲ့ကျွန်တော်ဒီအာရှတိုက်ရဲ့ဒေတာမျိုးစိတ်တောင်မှမဟုတ်ပါဘူးအာရှတိုက်မှာတွေ့နေကြခယူအမျိုးအစားတွေခယူမျိုးရင်းဝင်တွေမဟုတ်ပါဘူးဆိုတော့ ဒီရွှေခူးကကျွန်တော်ဘယ်ကနေလာတာလဲဆိုလို့ရှင်တော့တောင်အမေရိကတိုက်ကနေလာတာပါဆိုတော့အထူးဖြင့်ဒီအာဂျင်တီးနားတို့ဘရာဇီးတို့အဲပါရာဂွေးတို့ဥရုဂွေးတို့ဒီနိုင်ဒီအဲ့နိုင်ငံတွေမှာရှိနေတဲ့ဒီအမေဇုန်မြေဝမ်းဒေသမှာရှိရဒီဒီမြေကြီးတွေအဲဒီအဲချောင်းနေတယ်မှာတဘာဝတိုင်းတွေ့နေရတာ ဖြစ်တယ်ပေါ့နော်ဆိုတော့ အဲ့ဆိုရင်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကိုဘလို့ရောက်လာတာလဲပေါ့နော်ဆိုတော့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ချင်တော့ဒီ1900နဲ့80ဘဝန်းကျင်လောက်ကဖြစ်ပါမယ်ဆိုတော့အဲ့ဒီကာလတွေမှာဒီခယူကိုယူလာတာပေါ့နော်ဒါပထမအဆုံးဒီမှတ်တမ်းရဆိုလို့ချင်တော့1900နဲ့80ခုနှစ်မှာဒီထိုင်ဝမ်နိုင်ငံကိုဒီတောင်အာဖရိကနေပြီးတော့ခယူတွေစပြီးတော့သွင်းတယ်ဆိုတော့ရည်ရွယ်ချက်ကတော့ဒီရွှေခယူက အသူရဲ့ဒီအသားထဲမှာပရိုတင်းအသားဓာတ်ပါဝင်မှုများတဲ့အတွက်ကြောင့်မလို့ဒါကဒီစီးပွားဖြစ်ဒီအစာတောက်တွေထဲမှာဟိုအစာအစာအစာတောက်နေနဲ့သုံးဆွဲနိုင်မှုရအတွက်မွေးမြူရဲဆိုတဲ့ရည်ရွယ်ချက်နဲ့ တော့ဒီရွှေခရူးတွေကိုကျွန်တော်ဒီထိုင်ဝမ်ကိုပထမအုပ်ဆုံးရောက်ရှိလာတာဖြစ်ပါတယ်ဆိုတော့အဲ့ရနေမှာတဆင့်ကျွန်တော်ဒီထိုင်းတို့ဖိလစ်ပိုင်တို့ရောက်လာတယ်ပေါ့နော်ရောက်လာပြီးရဲ့အချိန်မှာအဲ့ရနေပြီးတော့ပြန်နှံ့သွားတယ်ပေါ့နော်ဆိုတော့ဟိုဖြစ်နိုင်ကြီးရှိတာကကျွန်တော်ကဒီစီးပွားဖြစ်မွေးမြူတယ်ဒါပေမဲ့တကယ်တကယ်တမ်းဒီဈေးကွက်ထက်ကိုမိတ်ဆက်လိုက်တဲ့ခါမှာကြတော့လေဒီထင်သလောက်ဟိုစားတောင်းနှုတ်စားတောင်းမှုနှုတ်ကမကောင်းနေဘူးပေါ့နော်မကောင်းနေတဲ့အချိန်မှာဒီမွေးမြူရေးကံတွေကနေပြီးတော့မှတဆင့်အဲလွန့်ပြစ်လိုက်တာမျိုးတွေဒါမှမဟုတ်လို့ရှင်လေ ဟိုအချို့တွေကတော့ဒီအလှမွေးကြတာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေက ဒါသူရဲ့ပေါက်ပွားမှုနှုန်းကလည်းများတယ်ကြည်ထွားမှုနှုန်းကလည်းမြန်တယ်ဆိုတော့အဲ့မှာများလာရင်များလာရင်လည်းမှဒီလွန့်ပစ်လိုက်တာတို့ဒီကန်နေတဲ့အနေထွက်သွားတာတို့အဲ့ရနေပြီးတော့ဆပြီးတော့မှကျွန်တော်ကဒီခရူတွေကကျွန်တော်ဒီအာရှတိုက်မှာပြန့်နှံ့သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမြန်မာနိုင်ငံကိုဆိုလို့ရှိရင်တော့အာဒီ1990လောက်ကနေဆပြီးတော့ဒီထိုင်းရနေပြီးတော့ဒီမြန်မာကိုကျွန်တော်ရောက်လာတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီခရူကတော့တကယ်ကိုကျူးကျော်မျိုးစိတ်အနေနဲ့ကျွန်တော်သတ်မှတ်လို့ရပါတယ်ဆိုတော့ဒီလိုမျိုးကြီးထွားမှုလည်းမြန်တယ် မြို့ပွားမှုနှုံနဲ့မြန်တဲ့ရွှေခရူးကကျွန်တော်တို့ဒီအပြင်တဘာဝတဲကိုရောက်သွားတယ်မြချောင်းရိုက်နေလို့ရောက်သွားတဲ့အချိန်မှာတကယ်ကိုပဲဟိုဟိုဟိုကြီးထောင်မှု အမြန်ဆုံးနဲ့အားပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့မှာကစပြီးတော့ကျွန်တော်တို့တောင်သူတွေရှိနေတဲ့စဘာကင်းတွေအဲစိုက်ခင်းတွေလက်ွက်တွေတဲကိုအကုန်လုံးပြန်ထန်ပြီးတော့ဖြည့်ဆည်းမှုတွေစပါတော့တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီအသေးစိတ်ထပ်ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီအစိမ်းအောင်လမ်းရဲ့အမေးဖြေကဏ္ဍမှာအာဒီသက်ဆိုင်ရာပညာရှင်တွေနဲ့မေးမြန်း ဆွေးနွေးကြဖို့အတွက်ကိုကျွန်တော်အနေနဲ့အကြံပေးတိုက်တွန်းလိုပါတယ်ဆိုတော့ကျွန်တော်တောင်သူများရွှေခရူအန်ဒီရန်နေကင်းဝေးပြီးတော့စပားထွန်းုံနေကောင်းကြပါစေလို့ဆုတောင်းဆုတောင်းဆန္ဒပြုပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ